မင်္ဂလာပါဗျာအားလုံးကြားပါပါစေချမ်းသာပါစေเนาะပိုင်းကမနေ့ကတော့ find the file လွှင့်နေဒီနေ့ကတော့10ရက်6လ2025ကမနေ့က find the file လွှင့်သေးတယ်ဒါပေမဲ့ community guideline မိသားတော့ဒါမရလိုက်ဖြစ်မှာပေါ့ဒါဒုတိယ file နေနည်းပါပါပဲပြောတော့မယ်မနေ့ကဘာဖြစ်လို့လဲတော့မသိဘူးเนาะမနေ့ကတော့တန်တော်မှာဒါတတိယအကြောင်းမှာရေရ ဟိုမြေမြေကြီးပေါ့နော်မြေကြီးအဲတထေးချောင်းမှာမြေကြီးကသူကအဲဆိုရင်အမတက်ကြော်လွန်နေတယ်ကြော်လွန်တဲ့ခါကျတော့အဲ့မှာတန်တော်မှာရေမျိုးဖို့များတယ်နော်ရေမျိုးဖို့များတော့အဓိကရခိုင်ပြည်သူတွေကနံပါတ်၁ရေပိလက်ခံရမယ်နော်ရေပိလက်ဒုက္ခရောက်မယ်ပြီးတော့ရှေ့ပိလက်ဒုက္ခရောက်တယ်နောက်ကအခုကကိုဗစ်ရောဂါရောဂါဖေးရောက်အောင်မယ်အဲ့တော့ရခိုင်ပြည်သူတွေကလှိမ့်ပြီးခံရတာပါလိမ့်မယ်ဒါအေရဲ့ရုံမှချက်ကြောင့်နော်အေရဲ့ရုံမှကြောင့်ဖြစ်နိုင်တဲ့ကိစ္စတွေကိုလှုပ်တဲ့အတွက်ကြောင့်ဒါတော်တော်ကြီးကိုဆိုးဆိုးပဲဖြစ်တယ် နောက်ကကျွန်တော်တို့မလေးရှားယူနိုအစိုးရကနေပြောတယ်ဒါအာသူတို့ဒီကိုထောက်ပံ့မယ်ဒီလမ်းကြောင်းပိုင်းဆိုတာမဟုတ်ပါဘူးလို့ညင်းဆန်တာဒါ A ဘက်ကဒါသူတို့ဘက်ကရခိုင်ဘက်ကလုံးချက်ပြီးပြောတဲ့စကားသာဖြစ်တယ်ဆိုပြီးတော့ဒါသူတို့ယူနိုအစိုးရကနေပြောအဲနေပြီးတော့သတင်းထုတ်ပြန်လာတာရှိတယ်ဒါဘင်္ဂလားဒေ့ဘက်ကနေရောမှဒါ A နဲ့ပူးပေါင်းပြီးတော့လုံးဆောင်မယ်ပိုင်းဆိုတာသူတို့လုံးဝမဟုတ်ပါဘူးဆိုပြီးတော့သတင်းထုတ်ပြန်လာတာရှိတယ်အဲဒါ A တွေကရှင်းရှင်းပြောလို့ရှိရင်စိုက်ဝါးတွေကိုအများကြီးတုံးပြီးတော့ပြည်သူလူထုအဲရခိုင်ပြည်သူတွေကိုတော်တော်ဒုက္ခပေးနေတာเนาะ ရခိုင်ပြည်သူတွေတော်တော်ဒုက္ခပဲနာငါများတို့အဲ့ဒီမှာလူမှုရေးစီးပွားရေးကျန်းမာရေးနေထိုင်ရေးဘာတစ်ခုမှစိတ်မပြေတော့ဘူးနော်အဲ့တော့အားလည်းခန့်အားလည်းခန့်နေခင်ဗျားမလုံးနဲ့တော့နော်အကုန်လုံးခန့်အကုန်လုံးခန့်နေဖြစ်ကုန်ပြီအဲ့တော့အေယိုခင်ဗျားစန့်ကျင်ရမယ်အေရှိယနေရာကြီးဆိုလို့ကျတဲ့တင်းကတကယ်တမ်းကျတော့ကျောင်းစီမှာပေးပို့လာတဲ့တင်းနေရာဆိုအေဒီကနေရာတိုင်းမှာဘာမှမရှိတော့ဘူး10ရောက်15ရောက်သူ9ရောက်သူ10ရောက်သူ15ရောက်သူဒီလောက်လေးပဲနည်းနည်းလေးပဲဖြန့်ကျဲတာတော့ရှိတယ်မွားတာတော့ကျဲနေတယ် เนาะไอ้ขวยမျိုးသူတို့စင်သားတယ်အုပ်စုလိုက်မရှိဘူး၄၅ရောက်လေးရှိတယ်၃၅လောက်ရှိတယ်တောက်တော့ဆိုအနည်းဆုံးလို့ရှိရင်အဲဒါမောရောက်ဒီရေတဲ့စကန်းဆိုလို့ရှိရင်သူတို့အော်တညောက်ဒီရတဲ့စကန်းဆိုလို့ရှိရင်လာပြစ်လို့ချင်းလို့ချင်းဘုရားပြစ်တယ်မှာအိုးပဲရွာနုံရွာနုံနေနုံနေရှိတဲ့တဲ့အဲ့ရနေမလမ်းပြစ်လိုက်လို့ချင်းအဲလူကအဲ့မှာနှစ်ယောက်သုံးလောက်ပါကြအဲ့နေတန်းပြစ်လိုက်အိုးပဲရွာပြိုက်ဒီဘက်ရွာပြိုက်လိုက်အဲ့အဲ့လိုမျိုးအဲ့ဒါလည်းလူတွေအများကြီးရှိအောင်မဟုတ်ဘူးအဲ့တောင်တော်ကဘာဖြစ်လဲဆိုတော့ကျွန်တော်တို့အထဲထဲမှာပဲနေနေရတဲ့အခါကျတော့ ဟိုခံစစ်လုံးနေတဲ့ခါကျတော့ဒီကောင်လေးအပြင်ကဟိုဘက်ကစောလိုက်ဒီဘက်ကစောလိုက်နေအဲစောလာနှစ်ယောက်သုံးယောက်လောက်နဲ့တနတ်တွေယူလာအများကြီးယူလာယူလာပြီးတောက်ပြီးတော့ကောက်ပြက်နေတာအဲနှစ်ယောက်သုံးယောက်နဲ့ပဲပတ်လဲပြီးပြက်နေတော့တောင်တော်ကဒါပထမကျွန်တော်တွေ့နေတဲ့အနေထားပေါ့ဟိုခံစစ်တွေတွေ့နေရတာအခုကျတောင်တော်ကထိုးစစ်ဆင်တဲ့ခါကျဒီကွင်းနေဒီကွင်းနေကျွန်တော်တို့ drone နေနဲ့တိကျသုံးသုံးမယ်ဆိုလို့ရှိရင်ဒီ area ဒီလေးနှစ်ယောက်သုံးယောက်ဒီငါးယောက်နဲ့ပြက်ပြီးတော့ဒီလိုဖြန့်ကျဲပြီးတော့တက်တက်၆ထားတာဗျာပြည်တယ်မှာ၆ထားတာ ဟာဒါသူတို့ဒီနားမှာဝိုင်းထားတယ်ဆိုတော့ပုံစံမလို့အမှန်ကန်အမှန်အေးရဘာမှမရှိတော့ဘူးအဲ့ရစကန်းသူအဲ့ရွာလူတွေကအာဘာမှအေးကြဘာမှနှစ်ယောက်သုံးတယ်အဲ့တက်ကိုလန်းလန်းပြစ်နေတာလေအဲဟိုဘက်ကပြစ်လိုက်သူဘက်ကဘက်ကထားပြလိုက်ဟိုဘက်ကပြစ်လိုက်ဒီဘက်ကပြမသိရင်မသူတို့က online ကနေကြီးဝိုင်းထားသလိုဘာလို့လုပ်တာအမှန်ကန်အမှန်တောင်းမှမရှိဘာမှမရှိနှစ်ယောက်သုံးတယ်လုံနေတာလေတက်ကလာတကယ်ထွက်လို့အဲ့ကောင်တွေဝင်နေတာချက်ချင်းတော့လောက်အုပ်ချီသွားအောင်မယ်လေဟုတ်တယ်တက်ကတနာနေလို့တက်ကတနာနေလို့မလုပ်တာ เนาะအခုကတော့နည်းနည်းပါးပါးလေးညံ့ညတတလေးနဲ့ထွက်လောက်တာလေးတွေ့တော့နည်းနည်းမစိုးဘဲပြောမှာပေါ့နော်မင်းတက်တောင်ပေါ့နော်စေချောင်းထိုးတယ်နောက်ကတညာဝတီဘက်ကလည်းစေချောင်းထိုးတယ်အဲ့ဒါရလည်းပဲအဲအပေါ်က drone တွေရောလေချောင်းတွေရောတောက်လျှောက်သွားနေတဲ့အခါကျတော့အဲ့ဒါလည်းကျွန်တော်ပြောတဲ့ဇာတ်လမ်းမပေါ့ဘူးဒီရခိုင်မီဒီယာတွေမှာလည်းပြောနေကြပါတော့အတိုင်းယနေ့ချိန်ထိစေချောင်းတွေထိုးနေတာပဲနော်မနေ့ကဆိုလည်းပဲဒါ အမောင်ချွေလေးရေတပ်စကန်းကိုတောက်လျှောက်နေ online ရေတပ်ကနေပေါ်တောက်လျှောက်ပြတာဒါဆိုရင် AD ပုတ်ခုနေတဲ့နေရာလေးရှိနိုင်တဲ့နေရာလေးအကုန်လုံးကိုဒါတရင်အချက်လက်နဲ့တိကျကျရေချောင်းလည်းပို့တယ်အပေါ်ကနေပြောမှလေချောင်းလည်းသွားပါမော်တာဆက်တက်လေတီးတီးနဲ့လည်းဆက်ပြီးတော့ဖြည့်ရှင်းနေတာတော့ရှိတယ်အဲ့တော့ AO အရိယာနေပြောမှကျွန်တော်တို့စစ်တွေဘက်ကတန်တွဲဘက်ကနေပြောမှကောက်ဖြုတ်ပလိုက်ပြီဆိုလို့ရှိရင်တော့ဒီ A တောင်ချမ်းကိုတခါလဲဖြတ်တာ AO ဒီဘက်ကဟိုချစ်စပေါကောင်လေးအဲ့ကောင်ဒီမှာတခါလဲပျောက်ပြတ်ထွက်သွားမှာနော်အဲ့တော့ကျွန်တော်တို့ကမျောလဲမှာတယ်တိုင်းပြည်အကြမ်းမျောလဲနေတာ ကဲနောက်ခါကျတော့ဖာကန်ဘက်လည်းထုံသီး၎င်းပဲကချင်ဘက်ဆိုရင်ဆက်ပြောမှာဆိုဗမာကတော့သူတန်လိုင်းမထူတော့ဘူးထားလိုက်တော့လိုင်းစာသေးတက်ကြိတ်ပြီးထားလိုက်တော့နော်ဖာအန်ဟိုနဲ့ဖာကန်ကိုပဲကြည့်လိုက်ဖာကန်ကတောင်းတော့လဲတိန်နေတိန်နေပြီးတော့အော်လေးပျော်လိုက်ကြတာရေမစိကြောက်ကောက်တဲ့သူတွေဆိုလို့ချင်းပုံခဲနဲ့အာကျွန်တော်မြင်ရတွေ့ရတော့မှအဲ့လောက်ကြီးအောင်ရှိတာလားလို့တော့ထင်ရတယ်တော်တော်ကြီးကိုလူများပျော်နေကြတာ အာဒါတပ်မောကြောက်လာလို့သူဒီလိုလွတ်လွတ်ကျွတ်လုပ်လို့ရတာအရင် KAI တော့ဒီနားလောက်ကတ်လို့မရဘူးတဲ့ကုမ္ပဏီတွေကတပ်မဟန်တကယ်လို့ကောက်ရလို့အဲကြောက်ရပြီဆိုတော့မှသူတို့ပဲပြန်ရောင်းတာအပြင်လူရောင်းလို့မရအောင်အာအဲ့လောက်ဆိုတာအဲ့လောက်တော့အခုမှတပ်မောရောင်းတော့တပ်မောကြီးရဲ့မျက်နှာကိုကြည့်ပြီးကြော်နေကြတာအဲ့တော့ခမားတို့အားလုံးသိစေချင်တာတန်းတော်ရောက်လာရင်ပြောရပြီအဲ့တော့ခမားတို့ပြောချင်းတယ်ဆိုရင်အကြမ်းဖက်တွေကိုလက်မခံနဲ့အကြမ်းဖက်ရှိရတဲ့တန်းတော်သတင်းတော်လမ်းဟုတ်လိုက်တော့ အားဒီကောင်လာရှင်းပြောင်းသားခင်ဗျားတို့အေးချမ်းချမ်းလေးနေရမယ်ကိုကိုအိမ်ရခင်ဗျားအိမ်ခင်ရဆိုလို့ကြခင်ဗျားကိုအိမ်ကိုအိမ်တတရာနေရမယ်ဘီချိုလောင်လို့ပြတ်သွားရင်ဘလူးမလည်းလာမစောက်ဘူးသွားပြီးဘွားပြတ်ပြီခင်ဗျားဟိုဘလူးပဲတက်လာတက်လာဗျာခင်ဗျားကြီးပြတ်သွားရင်လည်းဘလူးမလာမစောက်ဘူးအဲ့ဒါလေးတော့ခင်ဗျားခေါင်းထဲမှာထည့်ထားတန်းတော့ရှောင်းရှိတဲ့နေရာမှာအခုဆိုလို့ကြဖားကတ်မှာဆိုတော်တော်ပြောနေကြပြီအားလုံးကအေးချမ်းချမ်းဖြစ်နေပြီအဲ့တော့ကျွန်တော်ပြောချင်တာအဲ့ဒီနောက်ချိုဘက်ဆိုလည်းတက်မလို့မျောလင်းနေပြီ ပလောင်တင်ကလည်းပဲနောက်ကိုစုံနေပြီနည်းနည်းလေးတွေပဲထထားခဲ့တာနော်ကြောင်မန်းကိုရောက်သွားပြီပလောင်တင်ကဒီကမှ PD ရဲ့နည်းနည်းပပလေးနဲ့အဟမ်းဒါနည်းနည်းဟိုစုပ်ကောင်းအောင်လို့ဆိုပုံစံမျိုးလေးနဲ့သူတို့လုပ်သွားကြတာခံနည်းနည်းလေးခံတာပြီးတဲ့ကျန်တဲ့အုံလိုက်ကစုပ်သွားပြီဒီမှာခံစက်လေးကိုတိုက်နေတာအဲပြီးသွားရင်ခံစက်ကကောင်းနေတာပြေးသွားတယ်ဒီမှာတောက်တော့တက်တယ်အဲတောက်တော့ထိုင်မတော့ကိုအထဲမှာနောင်ထိုထဲမှာရှိတဲ့ပြည်သူတွေကအလားပါလားပါဒါယူသားတဲ့ပြည်သူပြောတာယူသားတဲ့ပြည်သူကလာပါလားပါဆိုပြီးအခုချက်ကင်းနေလုပ်ပြောပေးနေပြီပလောင်နေသွားလာတာသတင်းနေလမ်းဖို့နေတောင်းရှောင်း တောင်းတောင်းဆောင်လမ်းပေါ်နေအဲ့မှာမပြောရဲဆိုတော့အရင်အကြဖတ်အားပေးကောင်းနေအဲ့မှာတော့နဖားကျုနှစ်တဲထွက်ပြီလို့ပြောမှာအဲ့ကောင်လည်းပြေးတယ်အဲ့ကောင်လည်းကြောက်မဲ့ပဲပြေးသွားပြီသူပထွေးတော့ကိုတန်းလိုက်တာမလိုက်လို့ကြံငက်လဲတာသတင်းအချက်လက်နဲ့လာမယ်လေသတင်းအချက်လက်နဲ့လာမယ်နော်အဲ့မှာအဲဘယ်ကြောင်းထဲမှာအဲမပြောတော့ပါဘူးနော်ဟိုဘာသာရေးနဲ့သက်ဆိုင်သွားမှာဆိုလို့အမလေးအဲ့ထဲမှာဘလို့လုတ်ပေးတာဘယ်ဟိုတယ်မြေရောက်ထက်ထဲမှာဘသူကိုကြွေးတာအားအရှင်းနေလာလိုက်မယ်လေးဒီနေ့အကောင်လာလိုက်မယ် เนาะအဲ့ဒါလေးတော့ပြောခြင်း ਨੇ အကြမ်းဖက်တွေအားမပေးပါနဲ့เนาะတိုင်းမီကိုချစ်ပါတိုင်းမီဒါလင်းမိမိတို့ရဲ့ဘဝဖြစ်ပါလိမ့်မယ်နိုင်ငံသားလည်းမိမိတို့ရဲ့ဘဝဖြစ်ပါလိမ့်မယ်เนาะဒါလေးပဲကျွန်တော်ပြောခြင်း ਨੇ မိမိတို့နိုင်ငံမိမိတို့တိုင်းမီမပြတ်စည်းဖို့မိမိမှာပဲတာဝန်ရှိတယ်အစိုးရလေးဆိုတော့ခင်ဗျားတို့ခေါင်းထဲမှာထဲနဲ့အကုန်เนาะတက်လာလာအစိုးရတွေခင်ဗျားတို့ကြည့်လိုက်အဲဘာဖြစ်လဲကိုယ်လုံးကကိုစားရမယ်ဒါပဲเนาะ ဘသူအာဘေးအာဘေးအမေစုပဲအာဘေးအာဘေးအဖေဖုပဲအာဘေးအာဘေးခဏကဥသိမ့်စိန်ပဲအာဘေးအာဘေးအဲဥထင်ကြောင့်ကြိုက်တဲ့လူအာဘေးကိုကအာဘေးလို့ရတယ်အာဘေးဒါမဲ့အကြမ်းဖက်တော့မလုံးနဲ့ထောင်ကြမှာမုံတော့သူ့ကိုဆဲမှာဆဲရတယ်ဥမင်းအောင်လည်းဆဲမှာဆဲလိုင်းတော်တော့တတ်မဆဲနဲ့စိတ်တည်းကဆဲရတယ်အဲလိုအဲဘာမှမငဲရမှာခင်ဗျားတို့ပဲအဲ့နှစ်ခုလေးပဲခေါင်းနဲ့ရအောင်ခင်ဗျားတို့ရယူဘဝတဘောဝသာသနာခင်ဗျားတို့ပြုလို့ရငါဆဲငါအာဟုသူ့ဖြစ်မယ် ငါအကြဘက်အားပေးငါငယ်ကြီးမယ်အကြဘက်အားပေးမိငါအိုးကြီးပြက်စီးမယ်ဒါပဲပြီးွားလို့ကျင်သူတို့တက်ရင်သူတို့ကသူအေးစေးအရာကောင်းကနဲ့အိပ်ပြောသူကသူစားတော့သူကသူချမ်းသာသွားကြတာမင်းတို့ခမားတို့လည်းမချမ်းသာအောင်တုံးတို့လည်းမချမ်းသာဘူးအဲ့ရလေးတို့ခမားတို့နည်းနည်းနားလေတတ်ဖို့လိုတယ်လို့ပဲပြောကြပါတယ်ဗျာအကျန်းဖက်တွေကိုလုံးဝအားမပေးပါနဲ့ညောင်ချွေညောင်ချွေမှာဆိုရေဘူးဒေတာရေဘူးဒေတာရှိတယ်အဲ့ဒီမှာဆိုညောင်လေးပင်ညောင်လေးပင်ဒေတာပေါ့နော်အဲ့ဒီမှာဆိုတက်ကပြန်ပြီးတော့ထိန်းသိမ်းလိုက်ပြီမနေ့ကဆိုဘယ်လောက်ထိဆိုးပါသလဲဆိုခမားအဲ့ဒီ ရေဘူးကနေရောတောက်ဆောက်တောင်းတော့လိုက်ခင်းတာဖတ်ပြီးတဲ့အကြံဖတ်တွေအကောင်လုံးလိုက်ခင်းတာအကြံဖတ်တွေကလည်း PNL တွေ PNL တွေတို့နောက်က KNDF တို့ PDF တို့အကောင်လုံးတောက်ဆောက်လိုက်ခင်းတာခင်ဗျာဗျာဟိုးနေညောင်လေးပဲတော့ပါထွက်ပြေးတာရောက်တဲ့ဒီနောက်ကိုလဲတော့မကြည့်နိုင်ဘူးခင်ဗျာအဲ့လောက်တိဖြုတ်ပြစ်တာအဲ့ဒါမှလည်း P1 အဲ့ပြည်သူတွေကသူ့အိုးသူ့အိမ် တံမိုးရှိသွားမှာဒီတိုင်းဆိုစိတ်မြေပြင်ဘာမှတံမိုးမကြည့်ဘူးဘာမှမပါခင်ဗျာအရင်တော့ဘလောက်ချမ်းသာအိမ်ကြီးကဘလောက်တံမိုးကြအခုဘာမှမရှိဘူးရခိုင်သွားကြည့်ဟိုအိမ်တိုင်းဆိုသိန်းတောင်းတဲ့ချင်းတန်တဲ့အိမ်ကြီးရှိတယ်သိန်းတောင်းတဲ့ချင်းတန်တယ်အခုစိတ်ပြည့်ပြည့်သွားဘာမှမတန်ဘူးသွားအောင်လုံးမယ်သိန်း900လောက်နဲ့ရောင်းမယ်ဆိုတော့ဘလုံးဝမကြဘူးဟုတ်တယ်မလားဒါစိတ်အနေထားပဲခင်ဗျားတို့အိမ်တံမိုးကြည့်နေတယ်ခင်ဗျားတို့ကဘဝကြီးတံမိုးရှိနေတယ်ခင်ဗျားတို့ရဲ့အဲဘာသာတန်တာကိုတံမိုးချင်းဆိုစိတ်မဖြစ်အောင်ခင်ဗျားတို့ဆွဲဆောင်အောင်စိတ်မဖြစ်အောင်ကိုတားမှာ ရှင်းရှင်းပြောင်းအကြမ်းဖက်အောင်မပြီးတာစိတ်မပြောင်းတားလာပဲနော် အာအေးအေးမင်းတို့မဖြစ်တဲ့အာအေးမဖြစ်တဲ့အဲ့လိုတော့မရအောင်စိတ်မပြောင်းတားနေတယ်အကြမ်းဖက်အောင်အကြမ်းဖက်ရောက်လာဒါရောက်လာပြီတခါရှင်းသောတက်ကိုပြောရှင်းသူပြီတခါလန်းကိုသွားပြတ်သွားပြီအဲ့ဒါစိတ်မပြေခင်ဗျားတို့အိမ်လဲ3000တန်3000တန်လည်းမိမစိတ်ပြေလို့ခင်ဗျားတို့အိမ်မီလောက်ခင်ဗျားတို့ရက်ွက်တဲ့မီလောက်ခင်ဗျားတို့ပတ်ချက်လည်းအကုန်သွားပြီဆိုခင်ဗျားတို့လည်းတန်ဖိုးတွေပြက်ဘွားတွေပြက်စုပ်ပြက်တန်းတော့အဲ့တော့နောက်ဆုံးစကားပိတ်လေးပြောချင်တာကစင်မဖြစ်ဖို့တော့ကိုအကျန်းဖက်တွေရောက်တဲ့နေရာမှာခင်ဗျားတို့သတင်းပို့ပါတန်တော်ဘုံတော့ပြီးွားလို့ချင်းရှင်းလင်းလိုက်ပါ အဲ့ဒါဆိုလို့ကျခင်ဗျားတို့အေးအေးတကြံလေးနဲ့လှုပ်ဆောင်နိုင်ပါလိမ့်မယ်ဘယ်အစိုးရတက်တဲ့တိုက်ချင်တဲ့အစိုးရတက်တဲ့မိမိသားနဲ့မိမိကြိုးစားမှဖြစ်တာကိုတော့ခေါင်းထဲမှာထည့်ဖို့လိုတယ်